အားလုံးပဲမြင်ပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာသာပရိသတ်သမီးအားလုံးအတွက်26ရက်ဆယ်လ2025ကနေ10ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရတဲ့တပတ်စာကံကြမ္မာဟောကင်းကိုကနာဒူးချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလမှာရှင်းပုံရှင်းကံကြီးမားတဲ့ဂျာသာပရိသတ်သမီးမိတ်ဆွေတွေဆိုရင်ထီစုရေးပါတယ်ပေါ်တော့တကင်ရှိတော့ဝါသနာပါတယ်ဆိုတော့ထီလေးကန်ဆန်းပေါ့နော်ထိုးမဲ့ဆိုတော့အပူအခွက်လေးမြန်မာလေးထိုးရင်တော့ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့နော် ထိုးမဲ့ဆိုရင်၄ဆ၄ဆုံးဆိုတဲ့ကဏ္ဍလေးထိုးကြည့်ပါဗျာနော်ကန်ဆန်းကြည့်တာပေါ့ပေါ့အောင်လဲတယောက်တော့ပေါ့ဗျာနော်ထားပါတော့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးစပြောခြင်းလို့ဂျာတာပရိသသမီးတွေဒီကတော့မှကျမ်းမာရေးနဲ့ပတ်သက်ရင်ခေါင်းမူခေါင်းကိုက်ခေါင်းလေးအုံနောက်ကြော်တွေတက်ပြီးညဘက်အိတ်မပြောပဲအာဟုံကြောင့်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာလိမ့်မယ်ဒါအပြင်မျက်စိပါသွားထိတဲ့တဲ့ကိန်းတွေရှိတယ်မျက်ရည်တွေကိုက်နေတာဖြစ်တဲ့ဆိုရင်မျက်မှန်တွေပါတက်အနေထားတွေရောက်သွားမယ်အဲမျက်မှန်ရှိတဲ့သူတွေဆိုရင်တော့အဲပါဝါတိုးရတဲ့ဆိုတဲ့အနေထားပေါ့ဗျာရင်ဆိုင်ရနိုင်မယ် ဒါအပြင်တချို့အသက်အရွယ်ကြီးနေတဲ့သူတွေပါတယ်ညာလေဆိုရင်ဒီကလာမှာမျက်စိနဲ့ပတ်သက်ပြီးခွဲဆက်ရတတ်တဲ့ကိန်းတွေမှာပါတယ်အဂရုစိုက်ပေးပါနော်အဲ့ဒါအပြင်အာဟုန်ချနဲ့ပတ်သက်ပြီးသွားပြီးတော့ပြဿနာတွေဖြစ်တတ်တဲ့ပြင် စိတ်နဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာအဲစိတ်မွန်းချက်နေတဲ့လိုမျိုးလေးတွေစိတ်လေးတွေမကြည်တာမျိုးလေးတွေပေါ့နော်အဲစိတ်နဲ့ပတ်သက်ပြီးအဆင်မပြေတာလေးတွေဖြစ်ကိုဖြစ်လာတတ်တဲ့ကြာတာတွေသမီးတွေဂရုစိုက်ပေးပါနော်အဲ့တော့ကျမကြီးနဲ့ပတ်သက်ပြီးအစားအစာတွေပါရှောင်ကျင်တဲ့ဘာဆိုရင်ဥနဲ့ပတ်သက်တဲ့အစားအစာလေးတွေမဆိုင်ပို့ပြီးတော့ကောင်းတာပေါ့လေနော်ကြောက်ဘဲငုံဒါမျိုးတွေရှောင်လို့ရမယ်ဆိုတော့ရှောင်မင်းနိုင်တော့ပို့ပြီးကောင်းမယ် အဲကျမအညာလို့စေယုံစင်္ကန်းတွေဘာတွေပြမယ်ဆိုတော့တောက်ကြာသာသမီဆရာဝန်နဲ့ပြမယ်စေယုံစင်္ကန်းနံပါတ်တွေမှာတောက်ကြာနံပါတ်နဲ့စေယုံစင်္ကန်းတွေရွေးချယ်ပြီးပြမယ်ဆိုရင်တော့အနာနဲ့ဆင်းတဲ့တူဝီတော့အများဆုံးတက်တာပျောက်ကင်းပါလိမ့်မယ်နော်အလုံးနဲ့ပတ်သက်ပြီးစပြောကြပါစို့အဲ့တော့ဂျာတာပရိသာသမီတွေဒီတစ်ပတ်ကာလမှာအလုတ်ဖြစ်ဖြစ်မဖြစ်ရင်နေရာထိုင်ခင်းပြောင်းဖို့ရွှေ့ဖို့အနေထားကြီးဖန်တီးလာပါလိမ့်မယ်တချို့ကတော့နေရာထိုင်ခင်းပြောင်းရတယ်တချို့ကတော့အလုတ်ပြောင်းရပါလိမ့်မယ်နော်အဲ့ဒီအတွက်လည်းဂျူရင်ပြင်ဆင်ကြပါလို့အကြံပေးခြင်းနဲ့ တော့တခုရှိတာကအလုတ်ရှိတဲ့သူတွေကတော့အလုတ်ပြောင်းတယ်အလုတ်မရှိတဲ့သူတွေကတော့အလုတ်ရလို့ဆိုပြီးအလုတ်သွားလို့ရတယ်ပေါ့နော်နောက်ပိုင်းခွဲတာပေါ့အလုတ်သွားလို့ရတာကိစ္စမရှိပါဘူးအလုတ်ရှိတဲ့သူတွေအပြောင်းလဲရှိတယ်သတိထားမယ်ပြီးရင်လုပ်ငန်းဝင်ဝင်တဲ့သူတွေဆိုရင်ဒီကလာမှာကိုယ့်ထက်ကြီးကြတဲ့အထက်လူကြီးကိုယ့်ကိုနင်းထိုင်ဖိအားတွေပေးတယ်ဗျာအမြင်မကြီးဝချွတ်ဝချွတ်အပြောခံရတာတွေကအစဖိအားပေးတာတွေကအစတောက်ဆုံမှုတွေများတာတွေကအစဂျဝမ်တက်တက်ကင်းရှိတယ်လုတ်ဖို့ကင်မဲ့အချင်းချင်းမနာလို့တက်ခိုက်တာလေးတွေဖြစ်မယ်အများနဲ့တယောက်ဖြစ်ပြီးတော့ကိုကမှန်လို့ရှင်းပြတယ်ဆိုရင်တော့မှကိုယ့်ဘက်မှာဘယ်သူမှမရှိဘူးဆိုတဲ့အနေထားကြီးဂျုံရလိမ့်မယ် အဲ့ဒါကလုပ်ငန်းခွင်တခုတောင်မဟုတ်ပဲနဲ့အရန်ရင်းနေတဲ့မိတ်ဆွေအချင်းချင်းတို့လည်းကောင်းမိဘနဲ့သားသမီးညီကိုမောင်နှမအဲ့လိုမျိုးအချင်းချင်းအားအစအထင်လွဲပြီးမုန်းတက်တယ်ဆိုတဲ့ဂိမ်းထဲမှာပါတော့အထူးသတိထားပါလို့အကြံပေးချင်တာပေါ့လေနော်အဲကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေထဲမှာဒီကလာမှာရွှေနဲ့ပတ်သက်ပြီးအယောင်ဝင်လုပ်တဲ့သူတွေဆိုတော့တော်တော်လေးအားကောင်းနေပြတနည်းအားဖြင့်ဘုတ်ကုနံနဲ့ပတ်သက်တဲ့ကုမ္ပဏီစီတွေအဲယင်းနီမြုံနံတင်တဲ့အဲ့ဒီလုပ်ငန်းတွေကိုဥဆောင်ပြီးတော့ယင်းနီမြုံနံပြီးလုပ်တင်တယ်လို့အကြံပေးချင်တယ်ရွှေရောင်းဝယ်တယ်ဆိုရင်ယင်းနီမြုံနံမှုတွေကိုအားကောင်းမယ် ရန်နာနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သွားတံငွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြီးလို့ရှိရင်ရွှေမျိုးလုပ်ငန်းလုပ်တာမျိုးတွေနောက်ဆုံးပြအဲရေသန်းနဲ့လုပ်ငန်းတို့ရေကက်ဆက်တွေပါလေထောင်တာတို့ရေကက်မုတ်တွေပါလေရောင်းတာတို့အစအမှန်အကျိုးပေးတယ်အဲရှစ်ပုံရှစ်ငန်းကြီးမားတဲ့သူတွေဆိုရင်ဒီကလာမှာရွှေလည်းပစ္စည်းတွေဝင်ဝင်နဲ့လုပ်ခေါ်တယ်နော်အဝင်တော်တယ်ဒီလိုကတော့ရွှေနေမဟုတ်ပါဘူးလူလဲဝင်နဲ့လုပ်ခေါ်တယ်အဲ့တော့လူဝင်တော့သူက2မျိုး3မျိုးတော့ရှိတာပေါ့တစ်မျိုးကကြတော့အဲအိမ်အောင်ရှိတဲ့သူတွေဆိုရင်ဒီကလာမှာကိုဝင်ရတယ်တာသမီယရနာရတယ်မွေးဖွားတယ်ပေါ့နော်အဲ့လိုတွေဖြစ်တတ်တယ်ဒီကြောကကြတော့ကိုယ့်အိမ်ကိုတခြားဆွေမျိုးသားချင်းညီကိုမတော်တွေလာပြီးတော့ အဲညညနေလာတဲခုတာမျိုးတွေဖြစ်တယ်တချို့ကတော့အိမ်တော်အိမ်တော်ရက်သားတွေရုပ်ရက်ထားကြတယ်ဗောနော်အိမ်တော်ပြူရတယ်အိမ်တော်ကြတယ်အဲ့လိုပုံစံလေးတွေဖြစ်ပါတယ်ဗောနော်အဲ့တော့ရွှေတွေဘာတွေဝင်တတ်တယ်ဝင်အဝင်တော်တယ်လူဝင်ပြီနော်ရွှေသိမ့်မဝင်ဘူးဖြစ်တတ်တယ်နော်အဲ့တော့ဘာဝင်တင်ကျင်လဲကိုယ့်အကိုစဉ်းစားကြပါလို့အကြံပေးခြင်းနေဗောနော်ပြီးတော့ကျန်တာပြိသသမီးတွေဒီကရမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်အထူးသတိထားမှာပညာရေးကံအားနည်းတဲ့ထဲမှာပါတယ်ပညာရေးကံညံ့ပါတယ်အဲ့ဒါအရှိတရားပါပဲစာရရင်တော့စောင်းမွေးချက်တဲ့ဂိမ်းတွေမှာပါတော့ပညာရေးကိုဝရိယနှစ်ဆသုံးဆလောက်တင်ပြီးကြိုးစားမ အဲအဆင်ပြေမယ်လို့အကြံပေးခြင်းနဲ့တချို့က passport လုပ်တဲ့သူတွေဒီကလာမှာကြံ့ကြနေတာခက်ခဲတာတွေတွေပျောက်တာရှောက်တာတွေတွေဖြစ်တာတချို့က visa ချောက်တဲ့သူတွေဒီကလာမှာအဲပယ်ချခြင်းခံရတာတွေအစားအကြောင်းရတဲ့ဂိမ်းရှိတော့အဲတစ်ဖက်မှာအညံ့လေးသွားရှိတယ်နော်ဂိမ်းယူဆိုင်ပြီးမှတော်ကားကြမယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူတရားမလို့ပါဘူးဒီကလာကငွေကြေးအဆင်ပြေတယ်အဲငွေစုလိုက်ပုံလိုက်ဝင်လာတဲ့တမိုးရှိတဲ့ရတနာပစ္စည်းတွေပါဝင်တဲ့ဂိမ်းတွေမှာပါတော့ဘာမှစိတ်ပူတရားမလို့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းတဲ့ထဲမှာပါတယ် ဒီဘောက်တလုံးအောင်ပတ်စံဝင်တဲ့ဂိမ်းရှိပါတယ်အမွေနှစ်တွေပါရတဲ့ဂိမ်းတော့ရှိပါတယ်ဗျာနော်တခုပဲရှိတယ်ဒီကနေ့မှဆရာတို့ဆရာယောင်တွေနဲ့စုံဝတ်တဲ့ဂိမ်းတွေရှိတော့ဘိုးတော်လိုလိုပါလိုလိုညာလိုလိုနဲ့ပေါက်ရရီစုံစည်းပြီးတော့အလိညာခန်းနာတွေဖြစ်တဲ့ဂိမ်းတွေမှာပါတယ်ဂယုဆိုင်ပေးရမယ်နော်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှိရင်တော့ချစ်သူမရှိတဲ့သူတွေဒီကနေ့မှချစ်သူရလိမ့်မယ်ချစ်သူရှိတဲ့သူတွေလည်းရုတ်တရက်တချို့ကတိုင်ရင်မိမအိမ်တော်ကြတယ်တချို့ကအမှန်တရားမြင်မဲ့ရုတ်တရက်အိမ်တော်တွေပါထားကြတာမျိုးတွေဖြစ်တဲ့ဂိမ်းရှိတယ်ဗျာနော်ဟိုအိမ်တော်ရှိတဲ့သူတွေကြတော့ဒီကနေ့မှလေတာသမီရဏရတဲ့ဂိမ်းရှိတယ်သို့တော်တခုလေးမှာကျင်တယ် တယောက်တနေရာတိခွဲနေရတဲ့သူတွေဆိုတော့ဒီကလာမှာချစ်သူရဲ့တစ္ဆာဖောက်မှုတွေဂျုံရတဲ့တဲ့ကိန်းအိမ်တော်ဖက်ရဲ့တစ္ဆာဖောက်မှုတွေဂျုံရတဲ့တဲ့ကိန်းရှိတော့မပေါ့ပါနဲ့နော်တချို့ကကြတော့ကိုချစ်သူကမဖြစ်ဘဲနဲ့ကိုကနေခွဲနေတဲ့ခါမှာကို့အနီးနားမှာစမ်းပွင့်ပြီးတော့ကို့ကိုချစ်တဲ့ခင်တွေသူတွေဝန်ထမ်းတဲ့ခါမှာလက်ခံလို့ကျင်းတဲ့စိတ်လေးတွေရှိတယ်ပတ်သက်မိတာလေးတွေရှိတဲ့ခါမှာချစ်တော်ကနောက်ဆုံးအခါအနေထားကြီးတွေဂျုံရတဲ့တဲ့ကိန်းတိုးတိုးတလောင်းကြီးဖြစ်တဲ့ကိန်းထဲမှာပါရင်အခမ်းမသိရင်အမှုတွေပါတွေပါဖြစ်တတ်တယ်သတိထားပါမိမကိစ္စအမှုဖြစ်တဲ့ကိန်းပါတယ်နော်မပေါ့ဆက်ပါနဲ့အဲပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါ တနင်္ဂနွေတာသမီကြာသပတေတာသမီတွေကိုစစ်တေမပေးလိမ့်မယ်အဲ့တော့အထူးအထူးသတိထားပြီးတနင်္ဂနွေကြာသပတေတွေကိုအကြောင်းပြုပြီးတော့စိတ်ပြမန်းဒူပြမန်းပြဿနာဖြစ်မှာဆိုတော့ဂရုတော်တော်လေးစိုက်ပေးရပါလိမ့်မယ်နော်အောင်နိုဘာလ26ရက်29ရက်29ရက်30 31ရက်နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေမှာတော့အလောက်ကန်အဂျင်စီမှသမီးဆောင်ရွက်လို့အဆင်ပြေတယ်လူမျိုးဝဲလူမျိုးခြားတွေရဲ့ကိုညီမစားဆောက်ရှောက်မှုတွေရရှိတတ်တယ်သူတို့နဲ့ပူးတဲ့တိုင်မြင်ပြီးလုပ်တဲ့ကိစ္စတွေကပို့ပြီးအဆင်ပြေတယ်ခေဝေခေနီသွားတတ်တယ်အလူကိစ္စမင်္ဂလာဆောင်ကိစ္စတွေပါဝင်ဆောင်ရွက်ရတာမျိုးတွေဖြစ်တတ်တယ် အဲဘယ်လိုပြောမလဲမမျောနေမနဲ့ထပြီးအလူတန်းလောက်ရတာပေါ့နော်လောက်ခါစားသေးသေးလေးပဲတကယ်တကယ်လောက်တဲ့အခါမှာစီစီကားကားနဲ့ခန်းခန်းလေးအောင်မြင်စွာလောက်တဲ့အနေထားတွေအရစားအကြောင်းရတဲ့ဂိမ်းလေးတွေရှိတယ်အဲတံမိုးကြီးတဲ့ရွှေတို့လေလေတို့လဲတို့စသည်အဖြစ်ပေါ့နော်ဒါတွေအရစားဝင်လာတဲ့ဂိမ်းလေးတွေရှိတယ်ဝင်နဲ့အရန်ကောင်းပြီးတော့ငွေကြေးကန်လေးထုံငါမဲ့ရက်ထဲမှာပါပါတယ်အော်နိုဘလာ28တရက်ကတော့အညံ့လေးတွေရှိပါတယ်အပေးယူလေးတွေသတိထားမယ်အဲအရေးကြီးတဲ့စားဆန်လေးပျောက်တာချက်တာလေးတွေဖြစ်တတ်တယ်အဓိကတော့ဒီအညီကောင်မတော်မမိဘနဲ့သားသမီးဒီအတွင်းအုပ်စုကအချင်းချင်း မပြတ်ဆိုပြဖြစ်တာလေးတွေစိတ်ဝမ်းကွဲပြီးကိုယ့်ဘက်မှာဘယ်သူမှမယက်တီတာလေးတွေအစားသွားဖြစ်တဲ့ကိန်းတွေမှာပါတော့သတိထားပါလို့အကြံပေးလိုတာပေါ့နော်အဲ့တော့ဒီကလာမှာကံတရားရဲ့ထောက်မမှုအပြည့်အဝရအောင်အပြာရောင်မိကိုရောင်အနီရောင်ကြက်သွေးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်သစ္စာပန်းရောင်စုံတပြေပန်းအဲဒဇင်ပန်းတက်ခွာပန်းအဲ့ဒီပန်းတွေကိုမိတို့ယုံကြည်ကိုဝယ်တဲ့ဖရာမှာဖရာမန်ကရပဲဖြစ်စေနေရဲ့ကနေမှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေနော်ပြုတ်လို့သုံးဆွဲပေးပါအဲ့တော့ဒီကလာမှာကျွန်တော်လည်းအညံ့နေกินပြီးတော့ ကောင်းတဲ့ကံလေးတွေပို့ပြီးကောင်းစေခြင်းနဲ့ဆိုရင်ရရလေးနေနဲ့ဘာလုပ်ရမလဲဆိုတော့ယဟန်တာတော်တပါးပါးကိုသင်္ကန်းလေးလူတန်းဒါနာပြုပြအောင်လူတန်းပေးလိုက်ပါကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပို့ကောင်းသွားပါလိမ့်မယ်ဒါအပြင်ကိုယ့်ရဲ့မွေးနေ့မှာပေါ့နော်အဲကိုယ့်ရဲ့မွေးနေ့ရတယ်သို့မဟုတ်တလင်းကုန်နေညနေပိုင်းရပါတယ်ကိုယ်တဲ့အင်ဂျီအဟောင်းတထဲနောက်ကျောမှာကိုယ့်ရဲ့နာမည်နဲ့နာမွေးတက်ကလေးပြည့်စုံရေးမယ်။သဘင်ခြေသက်လက်သက်ယူမယ်။အင်ဂျီနဲ့ရောထုတ်ပြီးတော့လမ်းလေးဝါးစုံနဲ့နီးတဲ့အမိုက်ပုံမှာငါတန်းနေတာငါမှရှိတဲ့မကောင်းတဲ့အလောက်ကိုင်းအိုးဝင်တဲ့ပတ်တဲ့အညံခက်တွေပါသွားပြီးဆိုပြီးတော့တွားရောက်ဆွံ့ပြလိုက်ပါ။ ဒါဆိုတော့ကျွန်တော်ရဲ့အညံ့တွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်။ကျန်တာပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါရစေနော်။